ော်လံမျိုးတွေအလုံးပဲငလင်ပေးရေးပေးနဲ့မေးပေးတယ်မှာများဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဗီဒီယိုလေး reaction မလို့သွားပေးခင်မှာတော့ယနေ့ဟုတ်လားစတဲ့ရဲ့နေဗုဒ္ဓဦးနေရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုကျဉ်းချုပ်ဖော်ပြပေးဆောင်ဖြစ်တဲ့တို့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးတရှိပေးဖို့ဒီနေ့အမယ်ထက်မှတောင်းဆုလိုက်ပါတယ်ပထမဆုံးဒီနေ့ကတော့စစ်ကောင်းဆောင်တွေကလကောင်းတွေကိုကျိုးစီပွားတဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူထားတာမှဒီနေ့မှဆိုရင်1960နှစ်ရရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းတရက်တာအတွင်းစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာနှစ်ကောင် နေပြီးတော့မှတကောင်အချင်းပြည်နယ်ဖားကန်မြို့နယ်မှာအကောင်20ကျင်းပြည်နယ်တန်တောင်ကြီးမြို့မှာ3ကောင်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာ3ကောင်ပဲခူးတိုင်းတာယူမြို့နယ်မှာတော့2ဦးလင်းဝင်ရောက်ခဲ့ပြီးမကွေးတိုင်းငဖဲမြို့နယ်မှာ3ဦးရှင်မိကနင်းတိုင်းတိုင်းကော်တောင်းမြို့မှာလည်း3ဦးလင်းဝင်ရောက်ပြီးမွန်ပြည်နယ်ရေးမြို့မှာလည်း2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ် ောက်တဲ့တင်းတို့မှာတော့ရမ်းမစစ်ကောင်းဆောင်မင်းအောင်လာရမတ်စာ28ရက်နေ့ကငလင်တန်ခံခဲ့ရတဲ့သခိုင်းနဲ့မန္တလေးမြို့တို့ကိုလာရောက်ခဲ့ပြန်တော့လဲငလင်ကြောင့်နေအိမ်နဲ့စီးပွားရေးများဆုံးရှုံးနေတဲ့ပြည်သူများအတွက်အကူအညီပေးခြင်းမရှိသေးကြောင်းငလင်ဘေးဒဏ်သင့်ပြည်သူတွေကပြောထားပါတယ်။ဒါဇွန်လ10ရက်နေ့မှာမင်းအောင်လာဟာဂိုင်းနဲ့မန္တလေးမြို့ကိုသွားရောက်ငလင်ဘေးအတွက်ဖခင်များပြန်လည်ပြင်ဆင်ရေးကိစ္စများကိုအဓိကဦးစားပေးဆောင်ရွက်သွားပြီးပြန်လည်ထွက်ခေါက်သွားတယ်လို့သိရှိရပါတယ်။အန်ဒရီးစကိုင်းတို့မှာမင်းအောင်နဲ့လာရောက်ပြီဖြစ်၍ငလင်ကြောင့်ပျက်စီးနေသောနေအိမ်များအဆောက်အအုံများကိုစီပင်းတဲ့စစ်တပ်ကသူပြားအပြာများဖြင့်အပြင်းမနေ ကာယံထားရန်ဖိအားပေးခဲ့ကြောင်းနဲ့ခုပြင်နေအိမ်ပြိုပြက်ပစ္စည်းများကိုလည်းအမြင်တင့်တယ်အောင်ရှင်းလင်းထားရန်အင်းဆောင်နေတဲ့ဆောင်းများကိုလည်းအစိမ်းအောင်အစာများဖြင့်ပြစ်နိုင်ရင်ဟုံးအုပ်ထိုင်းရန်ဆိုသောငွေကြေးအကုန်ကြံများသည့်မိန့်ညွန်ကြားချက်တွေထုတ်ပြန်ခဲ့ကြောင်းလည်းသိရှိရပါသည်။ဒါပေမဲ့လည်းငလင်ကျောပျက်စီးဆုံးမှုများကိုမိတိကူညီမှမပေးကြောင်းမန္တလေးမဟာအောင်မြို့မြို့နယ်မှာနေအိမ်ပြိုကျခဲ့တဲ့ပြည်သူတဦးကလည်းရင်ဖွင့်ပြောကြားထားတာကိုသိရှိရပါသည်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့မင်းအောင်လိုင်းတယောက်၄နှစ်အတွင်း၃ချိန်မြောက်စကိုင်းတိုင်းကိုရောက်ရှိနေစဉ်မှာပဲပလဲမြို့တွင်ကစစ်ကောင်စီရဲ့ဂျက်ဖိုက်တာကို တော်လိုင်းတရီကပြစ်ချက်လိုက်တဲ့အင်ကြပေခါမှာနောက်ထပ်ဖတ်သွားမဲ့ခီးစဉ်တွေအားလုံးဖြတ်လိုက်ကြောင်းလည်းသိရှိရပါတယ်။ဒါကဒွန်လာ၁၀ရက်နေ့လယ်၁၂နာရီကမှာစကိုင်းတိုင်းပလဲမျိုးကိုဘုံလာကျဲတဲ့ Jet Fighter ကိုတော်လိုင်းတရီကပြစ်ချက်တဲ့ဖြစ်တဲ့အတွက်ဒွန်လာစီစဉ်ကတော့ငလင်ဘေးသူတွေနဲ့ထက်တွေ့ဖို့ပဲဒါပေမဲ့မျက်စီမျက်နှာပြက်ပြီးပြန်သွားလို့လေစစ်ကောင်စီကောင်းဆောင်နဲ့တွားရောက်လေပတ်ခဲ့တဲ့စကိုင်းမျိုးကောင်းမှုတော့ဘောဘကအဖွဲ့နဲ့နီးစပ်သူတွေကပြောထားတွေ့ရှိရပါတယ်။ ။နောက်တဲ့တဲ့င်းမှာတော့အချင်းပြည်နယ်ဖားကန့်မြို့နယ်လုံခင်းကျေးရွာအုပ်စုကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သား20ဦးနဲ့မင်းနဲ့သေးဆုံးခဲ့ကြောင်း KIA တင်းင်းမြစ်ကလည်းဖော်ပြထားပါတယ်။ဒါဇွန်လ10ရက်နေ့မှာဖားကန့်မြို့နယ်လုံခင်းကျေးရွာအုပ်စုမှာရှိတဲ့မော်စီစာတရားကုန်းမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမော်စီစာတာယာကုန်းလုံခင်းတုတ်တန်နဲ့လုံခင်းစစ်ရုံနဲ့လုံခင်းကျေးရွာတို့အတွင်းမှာလက်နက်ကြီးများဖြင့်ပစ်ခတ်ကာစစ်ကြောင်းထိုးလာသောကြောင့် KIA KBDF ဖွဲ့များကစနိုက်ပါဒရုန်းလက်နက်ကြီးလက်နက်ငယ်ပင်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးကြီးတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အဲ့လိုပဲဇွန်လ9ရက်နေ့ကလည်းစံခါကြည့်ရတောက်ပါကျဲကုမ္ပဏီတဝက်ကိုလည်းစစ်ကြောင်းလာတဲ့စစ်ကောင်စစ်သားတွေကို KIA PDF ပူးပေါင်းတဖွဲ့တွေကစနိုက်ပါဒရုန်း80မမတွေနဲ့ပြစ်ခတ်တိုက်ခတ်ရမှာတော့စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုများပြားပြီးပြန်လည်ဆုတ်ခွာသွားကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ မတရားကျင်းကြခံရတဲ့လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လူမျိုးရေးအတွက်ဇွန်လ၁၉ရက်နေ့မှာကြားရောက်မဲ့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ပြည်သူများဟာစုတောင်းမြစ်တာပို့တာချင်းများနဲ့ပူးပေါင်းပါဝင်ပေးကြရန်မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ကလည်းပြည်သူများကိုမြစ်ကရက်ခံတိုက်တွန်းထားပါတယ်။ တော်မီတာဘူဂျင်းကိုတော်ဆန်းစုကြည်ရဲ့180ပြည့်မွေးနေ့ဖြစ်တဲ့2025ခုနှစ်ဇွန်လ19ရက်နေ့နနက်8:00နာရီကြည့်ဒီမှာပြည်သူများဟာမိမိတို့နေအိမ်တွင်သို့မဟုတ်ရောက်ရှိရာအဆောက်အုံတွင်၌မိမိတို့ကိုယ်ဝယ်ယုံကြည်ရဲ့ဇလီအတိုင်းဘောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုစံနာပြုစုတောင်းမေတ္တာပို့ခြင်းကို10မိနစ်ကြာဆောင်ရွက်ပေးကြပါရန်လည်းတိုက်တွန်းနှိုးဆော်ထားတာကိုသိရှိရပါတယ်။လက်ရှိအခြေအနေမှာဆိုရင်တော့မေစုကိုအကောင်စီကနေပြီးမတရားဖမ်းဆီးထားတာမှာဇွန်လ17ရက်နေ့ဆိုရင်တော့1953ရက်ရှိပြီပါတယ်။ တိမ်နေကြတဲ့လူကြီးလိန်တွေပုံများပါတယ်အဲ့ဒီအချိန်မှာခင်ဗျားမပေါအောင်နေပါကျွန်တော်လည်းမပေါအောင်နေပါမယ်ကြိုးစားပါမယ်อืมအေးလူလိန်တရားမဖြစ်ဖို့တဲ့ကြိုးစားမယ်ဆိုပြီးတော့စတင်ပြီးလိန်တော့မှာဖြစ်ပါတယ်ဘာလဲဆိုတော့တော်လိုင်းပတ်တရားထုတ်ပြန်လိုက်တဲ့ဗီဒီယိုမှာကတော့ရှင်းပါတယ်ဘုံရဲ့လိန်မြေဘုံเจ้าတို့ဝင်ပြီးတော့အောင်းသွားပြီးတော့ဘုံတို့စီးသွားတယ်ဘုံเจ้าတို့နှမျောဖို့ကောင်းပါတယ်ဗီဒီယိုတွေ့တဲ့အခါမှာလဲဘုံမာတွေကပြန်ရမှာပါပဲလိန်လို့မရပါဘူးအမှန်တိုင်းပြောရင်သွားမှာကတော့အထဲဖြစ်ပြီးတော့သားမှာတော့အဲဖြစ်တယ်အောင်ဒီကောင်တွေသိနေပါတယ် တော့ကျွန်တော်တို့ဒီနေ့ပထမဆုံးပြောမှာကတော့ကျွန်တော်တို့မြန်မာတွေရဲ့ဒီနေ့ online မှာ hot ဖြစ်နေဆုံး issue ကိုကျွန်တော်စပြောမှာပဲတော်တော်လေးဒီနေ့ hot ဖြစ်နေတဲ့ issue ပဲအာ hot ဖြစ်နေတဲ့ issue ကြောင့်ပြောခင်မှာကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ငယ်ရောဖတ်ဖို့တဲ့ cartoon လေးရှိရှာတာလေးရှိရှိလူလူကြီးစောတင်မောင်ရဲ့ဟာတာလေးရှိရှိလေမရှိပါနဲ့ကျွန်တော်ယူနေမှာလေလူလူကြီးရှိတယ်ဆိုတချို့လူလူကြီးတွေဖြစ်ဖြစ်နေပြတာရှိတဲ့ပုံစံလေးတွေပေါ့လူလူကြီးတွေမဲသူတို့ရွာတရွာရွာမှာဟိုအမျိုးကောင်းသမီးလေးတွေနော်ဟိုချောချောမောကောင်မလေးတွေလင်းနောက်လိုက်သွားပြီဆိုရင် အဲကျွန်တော်တက်ဆိုင်မှာလူကြီးစောတင်မောင်ကအိရာတွေကမထုတ်ဘူးအခန်းတွေကမထုတ်ဘူးဆောင်းချုံကိုကြီးငိမ့်တယ်အခန်းအခန်းတွေမဟုတ်ဘူးနောက်တော့ကခန်းတွေမထုတ်ငိမ့်တယ်အဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့သူနဲ့လိုက်သွားတယ်လို့ထင်အောင်ထင်မှာဖြစ်လေနေသလားဆိုတဲ့စိတ်နဲ့တခါတည်းဆောင်းအခန်းတွေကမထုတ်ဆောင်းချုံကိုကြီးလုံးဝမထုတ်ဘူးတရလုံးတုံးညိနေနေတော့လာကြောက်ဟိုကပိုင်ရှင်ပေါ်လာတော့မှသူကခတ်တီးနေအပြင်ထွက်လာပိုင်ရှင်ပေါ်မှာမရှိတော့လူကြီးစောတင်မောင်ကတော့ရော့ပြောင်တယ်ရော့ပြောင်နေလေးရှိတယ် ဆိုတယ်မောင်ရောက်ပြပြီးမသိသူနဲ့ညသူနဲ့ခွဲလိုက်ပြီးသွားတယ်လူလူပေါ့ဗျာအဲ့လိုမျိုးနဲ့လုတ်ခဲ့တဲ့ဟာလေးရှိတယ်ရွာတွေမှာလည်းရှိတယ်ကျွန်တော်တို့တကယ်လဲစာအုပ်စာပေတွေဟာသားတွေမှာပြောကြတယ်လူလူဆိုတယ်မောင်ပေါ့အခုအဲ့ဇလန်မျိုးကနော်အခုလဲခဏခဏကျွန်တော်တို့နိုင်ငံမှာဖြစ်တယ်ခဏခဏဖြစ်တယ်နော်အခုတော့လူလူဆိုတယ်မောင်ဇလန်ကဘယ်လိုရှိသွားလဲဆိုတော့ပလဲမျိုးပလဲမျိုးတွေကိုရွှေ့ရွှေ့သွားတယ်ပလဲမျိုးတွေကိုရွှေ့သွားတာတော့တွေ့ရတယ်ကျွန်တော်တို့မဟုတ်ဘူးဒီနေ့ဟိုပလဲမျိုးနယ်တွေကဒီပလဲမျိုးနယ်တွေကမင်းတိုင်မင်းဆိုရွာအဲ့ရွာမှာတက်မလို့ရရင်တက်မလို့ရလေရင်ဒဇင်ကပြတ်ကြတယ်အဲ့ဒါပေမဲ့ ပြက်ကြတာကိုပြက်ကြတယ်လို့အသုံးမခံဘူးဗျာသူတို့ကပြစ်ချတယ်ပေါ့သူတို့ပြစ်ချတယ်ပေါ့ဆိုပြောတယ်ဆိုတော့ကျွန်တော်လည်းဒီနေရာမှာသူတို့ပြစ်ချတယ်ဆိုလို့လေပြစ်ချတယ်ပေါ့ဗျာပြစ်ချတယ်ဆိုလို့လေပြစ်ချတယ်ပေါ့ဒါပေမဲ့ sorting မှာအကွက်ကြီးဖြစ်မနေဘူးလို့လာပေါ့နော် sorting မှာအကွက်ကြီးလူကြီးလူကြီး sorting မှာအကွက်မျိုးကြီးဖြစ်မနေဘူးလို့လာပေါ့နော်ရွာတွေကကလာမျိုးကောင်းသမီးသမီးချောလေးတယောက် ကိုယ်ကလိုက်ပြီးသွားလိုက်စိုးတင်မောင်ကအခန်းထဲမှာဆောင်းချုံပြီးအိတ်နေလိုက်နဲ့နော်ငါငါနဲ့တကယ်တူထင်အောင်ထင်မဖြစ်အောင်ဆိုပြီးတော့ဟုံလို့ဟုံလို့ထင်အောင်ထင်မဖြစ်အောင်လုပ်သလိုမျိုးပေါ့နော်အဲ့လိုမဖြစ်ပြီးတာပါပဲနော်ကျွန်တော်ကျွန်တော်ကအဲ့တိုင်းပြည်အဲ့လိုဖြစ်နေတာအခုမင်းတိုင်မေရွာမှာရဟရဲ့အတက်မတော်ရဟမေတိုက်လေတစဉ်ပြက်ပြက်ကြတယ်ပြက်ကြတဲ့တိုက်လေနဲ့ပတ်သက်ပြီးတော့အခုကတစ်ဖက်ကဝါရဖြက်ချီရန်ကြတယ်မှာရေးကြတာရှိတယ်သူတို့ပြက်ချတဲ့ပုံစံမျိုးရှိတယ်အဲ့တော့တက်မတော်ရထုတ်ပြက်ချက်ကိုကျွန်တော်ရင်ဖတ်ပြမယ်ဖတ်ပြပြီးရင်အိုတမရတို့ပြင်နေပြီတော့ဆက်ဆက်တဲ့ကျွန်တော်တို့လေချောင်းလိုက်ရဆိုင်တဲ့သူတွေကိုလေးနဲ့ပတ်သက်ကြွန့်ကျင်နားလေသူတွေနဲ့ကျွန်တော်တို့မင်းမြတ်ထားတဲ့ အရာဆိုရင်ပေါ့ပြောပြပေးပါတော့ဆိုတော့နတ်ဆက်ကထုတ်ပြန်ချက်တမန်တော်ဆက်ကဆုံးဖြတ်ချက်ကဘာလဲဆိုတော့တမန်တော်လေးတိုက်ခိုက်လေးစင်းဟာတဲ့လက်ကျင်ပြန်တန်းရေးဆောင်နေစဉ်နဲ့ယနေ့မွန်လွဲ17နာရီ15မိနစ်မှာတဲ့ပလဲမြို့နယ်မင်းတိုင်ပင်ကြီးပါအရှိအရှိပဲမီတာ2000ခန့်အကွာမှာရှိတဲ့စပစစ်ကြီးပါအနီးတို့တဲ့အရောက်မှာတော့ရုတ်တရက်ဆက်ချူရင်းမှုဖြစ်ပေါ်ပြီးတော့မြေမျိုးတို့ပြက်ကြပြီးမိလောင်ဖြစ်မိလောင်ဖြစ်ပွားခဲ့ပါလေတဲ့အဆိုပါလင်းပြက်ကြခဲ့တဲ့နေရာတော့လုံခြုံရေးတပ်ဖွဲ့များကတောရောက်ပြီးလိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီးသက်ဆိုင်ရာတာဝန်ရှိသူများက လေရင်ဆက်ချွေရမှုအကြောင်းအရင်းကိုစုံစမ်းစစ်ဆေးမှုဆက်လက်ဆောင်ရည်ရှိကြအောင်သိရပါတယ်ဆိုပြီးတော့သတင်းရရှိပါတယ်ဆိုပြီး NASA ကသတင်းထုတ်ပြန်တယ်ပြောချင်တာ NASA ကဒီနေ့ဒီနေ့ကင်း12နာရီ55မိနစ်မှာဖြစ်သွားတဲ့ဒီရဟယင်အဲဆိုတိုက်လေရင်ပြတ်ကြမှုနဲ့ပတ်သက်လို့သူကချက်ချင်းချက်ချင်းဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီ agent ပေါ့သတင်းထုတ်ပြန်ပါတယ်နိုင်ပိုင်းမချာထုတ်ပြန်ပါတယ်တစ်ဖက်ကမီဒီယာတွေကပြတ်ကြတာနဲ့ပတ်သက်လို့သူတို့ why ပြေးနေကြတဲ့အချိန်မှာ NASA ကလည်းချက်ချင်းပြန်ရှင်းပါတယ်ပြောရရင်တော့သူတို့ဟိုဘက်ကရေးနေတဲ့သတင်းနဲ့တိတ်မချခင်နိုင်ပိုင်းအကြောင်းပဲသူကဒီဘက်ကပြန်ထုတ်ပြန်တယ်ပြောရရင်တော့ဖြစ်စဉ်ဖြစ်ပြီးတော့2နိုင်လောက်အကြာမှာ NASA ကပါလေ ချက်ချင်းသတင်းထုတ်ပြန်ပေးတယ်ဆိုလိုတာဒါဒီရွေးချက်ကဘာလဲဆိုတော့တစ်ဖက်မီဒီယာရေးစီမှာအော့အတောင်းနေတဲ့ရေးတာတွေဖြစ်မှာဆိုလို့ NASA ကထုတ်ပြန်တယ်လို့ကျွန်တော်အဲအားလုံးတွေ့တဲ့အတိုင်းပါပဲဟုတ်ပါတယ်သူတို့ဘက်ကထုတ်ပြန်ခဲ့ပါတယ်သူတို့ထုတ်ပြန်ခဲ့လဲဆိုတော့ပြည်ကြသွားတဲ့လေယုံလက်ရှိကြီးမှာတို့ရဲ့တောင်ဝင်ရှိတဲ့သူတွေတွားရောက်ပြီးတော့စစ်ဆေးနေပြီဖြစ်တဲ့ဆိုတဲ့အကြောင်းနဲ့အဲ့ပြည်ကြသွားတဲ့နေရာကိုလည်းစစ်တပ်ကနေပြီးတော့ဝင်းရံပြီးတော့သူတွေဘာဖြစ်လဲဆိုတာကိုပေါ့နော်သူတို့ရဲ့အကြောင်းပြချက်တွေကိုရှာနေရဆိုပြီးတော့ထုတ်ပြန်ခဲ့တာလည်းတွေ့ရပါတယ်ထုတ်ပြန်ခဲ့တာတွေ့ရပြီးသိမ့်မကြခင်ပါပဲတော်လိုင်းဘက်ကလူတွေကနေပြီးတော့ပြည်ကြသွားတဲ့လေယုံတော်လိုင်းဘက်ကလူတွေကဗီဒီယိုနဲ့ပါ ြန်လေပြီးတင်တဲ့ခါမှာတော့တကယ်ကိုပဲအရှက်ကွဲရမယ်ပြောဗျာဒါပေမဲ့ဒီလိုထုတ်ပြန်ပြီးမယ်လဲနတ်စာကရထုတ်ပြန်ချက်ကဘာနဲ့တော့တူမလဲဆိုတော့ဟိုဟိုဘာလဲဆိုတော့တမုတ်တရားတမုတ်တရားတွေကိုရေးရေးသွားလောင်းတယ်လို့ပဲတမုတ်တရားတွေကိုရေးသွားလောင်းခဲ့တယ်လို့ပဲအဲ့ကြီးပြောက်သွားတယ်တမုတ်တရားကြီးကဟိုလေတမုတ်တရားကြီးပင်လေပင်လေရေးတဲ့ကိုရေးရေးသွားလောင်းတယ်လို့ပဲပင်လေရေးတော့ဟိုကငံတော့ငံမြဲငံနေပြီးတော့ကျွန်တော်ရေးသွားလောင်းတာဘလို့မှလဲ အရာဒါပြောင်းမတော်ဘူးပေါ့နော်ဆိုတော့သတင်းဘလို့ထုတ်ပြထုတ်ပြန်ဒါဟိုဘက်ကတော့ဝါရဖြန့်ချီရတရားပူကြီးရကြီးရခါကျတော့ဘလို့မှရှင်းပြလို့မရဘူးယုံတဲ့လူကလည်းယုံတာပဲဒါဘက်တော့ကြားကြင်တာဆိုတော့ယုံတဲ့လူယုံတာပဲဒီလိုချင်းမှဆိုရင်ဟိုဘာလဲဟိုဒီလိုချင်းမှဆိုရင်ဘာလဲဟိုအမေရိကန်ရောက်တခိုးမှာပေါ့နော်အမေရိကန်ရောက်တခိုးမှာအာ तू အခုလို့ဆိုရင်ပွဲတယ်ဆိုတာဟာအမေရိကန်ရောက်တခိုးမှာ तू ကအခုချိန်မှာတခါလေအရန်ကိုငှက်ကင်တော့တာပတ်စံနေဘယ်နာရောက်ရောက်တော့မ Dragon Fly တော့ပတ်စံနေဘယ်နာဘုံသွားမှန်းတာမသိရှိရမယ်ဒီပြစ်ချတယ်ဆိုတဲ့ဟာလဲကြာအောင်ပြစ်ချတယ်ဆိုပြီးဝါရဖြစ်တဲ့ခါကျတော့ဟာအသေးအတန်း ူလူလူငါလူလူ तू လဲစောတင်မအောင်ကွယ်ပဲဆိုတော့အဲ့လိုမျိုးလုပ်တယ်ပေါ့နော်လုပ်တာတွေ့ရတယ်ဆိုတော့ဒါဒါနတ်ဆက်ကထုတ်ပြချက်ကအဲ့လိုထုတ်ပြထားတယ်သူဒီဒါရရင်ဒေါ်ဆာဆက်ချွေးနေလို့ပြောတယ်ကျွန်တော်ကသက်ဆိုင်ရာဒီနားလေတချွန်းသူတွေလို့ပဲမှတ်ပါဗျာအဲကျွန်တော်အဲ့မေးကြည့်တဲ့ခါကျတော့ရရင်ငါတဲ့အဲ့တော့တိုက်လေရင်ကအမျိုးအစားကိုပြောပြမယ်အမျိုးအစားက F7 လို့ကျွန်တော်တို့သိရတယ် F7 တဲ့ဒီပြက်ကြွားတဲ့ဟာ F7 လို့သိရတယ် F7 ကဒီဆက်ချွေးပြက်ကြတာတဲ့ဆက်ချွေးပြက်ကြတာဖြစ်တယ်တဲ့ဟိုပါသွားတဲ့ဟိုပိုင်လော်တော့ ကိုယ်လုံးဆုံးမတော့ပါလေသူတို့သိရတယ်ဆိုတော့လုံးဝသူပြစ်ချရဲဆိုတော့လုံးဝတကယ်ပြစ်ချခံရခြင်းမဖြစ်ဘူးတဲ့ပြစ်ချခံရလည်းမရှိဘူးတဲ့ဘာလို့ဆိုတော့ဒီ F7 နေပြန်နေတဲ့အမြင်ကိုပြစ်ဖို့အတွက်ကိုမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူးသူပြစ်ချတော့တဲ့နေရာကိုစစ်ကောင်စီကစစ်ပွဲတွေရောက်သွားတယ်ဆိုပြီးစစ်စစ်နေတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဗီဒီယိုလေးပါရှိနေထုတ်ပြပါအောင်ဟာဘောနမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့မြေရှားတပ်ထုနဲ့ပတ်သက်ပြီးတော့ဇာကိုသိမြက်ကနေထုတ်ပြပြောဆိုဝေဖန်ထားတာလေးနဲ့ပတ်သက်ဒီရသေးတော်တော်မျိုးတွေပြန်လည်မှုများပြီးခြင်းဖြစ်ပါတယ်ဒီရသေးတော်တော်မျိုးတွေအားလုံးပဲကျွန်တော်တို့အားပေးတော်လေးရပါတယ် နောက်ဆုံးပေါ်ရောင်စုံရုံမြင့်တန်ကြား drone တိုက်လေရင်စစ်သုံးမှန်ပြောင်းအာဂတဂျိုတူကအစကမ္ဘာအစ်မြင့်ဆုံးပစ္စည်းတွေနီးပညာဒေတိုင်းမှာမြေရှားဟာမရှိမဖြစ်ပါဝင်ရတဲ့ပစ္စည်းဖြစ်ပါတယ်။ကျမရေးအတွက်အစ်မြင့်ယောဂါရှာဖွေရေးခရိယာတွေခွဲစိတ်ခံသုံးလေးစာတွေတည်ယူပို့ဆောင်ရေးပစ္စည်းတွေမှာလည်းမြေရှားဟာမပါမဖြစ်ပါနေသေးတာပါပဲ။ပစ္စုပန်နိုင်ငံရေးမှာရေနံဟာတော့ချက်ဖြစ်နေသေးတယ်ဆိုရင်ကမ္ဘာနိုင်ငံရေးဟာအနာဂတ်နိုင်ငံရေးဟာ မြေရှားနိုင်ငံရေးဖြစ်လာလိမ့်မယ်လို့တောင်မှပြောဆိုလာနေကြပါပြီ။တာမန်ပြောဆိုချက်မျှတာမဟုတ်ဘဲအလွန်လင်းနေတဲ့မျှော်မြင်တုံ့တက်ချက်တခုလည်းဖြစ်ပါတယ်။အချက်လက်အခိုင်အမာနဲ့အလွန်စီလျော်စွာပြောနေကြတာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာမြေရှားတပ်ထုတွေကိုအများဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်ပြီးမြေရှားတပ်ထုအများဆုံးထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ American ပြည်တော်စုဟာကမ္ဘာပေါ်မှာမြေရှားတပ်ထုကိုဒုတိယအများဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်ပြီးတော့မြေရှားတပ်ထုကိုဒုတိယအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ မြေရှားကိုတက်တရအများဆုံးထုတ်လုပ်တဲ့နိုင်ငံကတော့မြေရှားကိုဘလို့မှအသုံးမပြုတတ်တဲ့ခေတ်နောက်ကျဆင်းရဲနိုင်ငံတနေငံဖြစ်နေပါတယ်အဲ့ဒီနိုင်ငံကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပါပဲကမ္ဘာပေါ်မှာမြေရှားတက်တရအများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ်ခုနှစ်နှစ်တိတိနေရာယူထားတဲ့နိုင်ငံဟာမြန်မာနိုင်ငံပါပဲအဲ့ဒီခုနှစ်နှစ်ဆိုတာမနစ်ကအထီးပါဒီနှစ်စင်းစရာမထွက်သေးပါဘူးအဲ့ဒီအချက်ဟာအလွန်စိတ်အားတက်ကြွပွဲကောင်းတဲ့ ကံကောင်းခြင်းလက်ဆောင်တခုလို့မှတ်ယူနိုင်တယ်လို့အလွန်စိုးရိမ်စရာကောင်းတဲ့အတိတ်ဆိုးနမိတ်ဆိုးတခုလည်းဖြစ်နိုင်ပါတယ်တရုတ်နိုင်ငံရဲ့အထူးအားထားရတဲ့ထွက်ကုန်ဖြစ်တဲ့လျှက်စစ် EV မော်တော်ကားကအစအစမြင့်ပစ္စည်းတွေအလုံးမှာအသုံးပြုနေကြတဲ့ Presiodymian တို့လိုမျိုး Neodymian တို့လိုမျိုးမြေရှားတွေရဲ့တဝက်ကျော်ဟာမြန်မာနိုင်ငံကနေပြီးတော့တရုတ်တွေရနေတာဖြစ်ပါတယ်ဒါအပြင်ထူးခြားချက်တခုကိုပြောရမယ်ဆိုရင်မြန်မာနိုင်ငံကထွက်တဲ့မြေရှားတပ်ထုအလုံးဟာတရုတ်နိုင်ငံတနိုင်နိုင်ငံတွေကိုပဲရောင်းချနေတာပါ နောက်ထပ်အထူးခြားချက်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ American ပြည်တော်စုဟာမြေရှားတပ်ထုကိုအလွန်အမင်းစာလောင်ငတ်မွနေပါတယ်။ရုရှား Ukraine အပြစ်ခတ်ရစရဲမှာဂျားပွဲစားလုပ်ပြီးတဲ့နောက် Ukraine ရဲ့လယ်မြေကိုညှစ်ပြီးတော့ဖိအားပေးချုပ်ဆိုဖို့ကြိုးစားတဲ့စာချုပ်ဟာမြေရှားစာချုပ်ပါ။ Ukraine မြေရှားတွေ American ကိုရောင်းချမယ်ဆိုတဲ့စာချုပ်ပါ။ Zelensky ကို Trump နဲ့ JD Vance တို့ကအင်ဗျူတော်နဲ့ခေါ်ပြီးတော့စော်ကားလိုက်တဲ့ပွဲကိုအားလုံးမှတ်မိကြအောင်ပါပါ။အဲ့ဒီနေ့တုန်းက ချုပ်ဆိုဖို့ပြင်ဆင်ထားတဲ့စာချုပ်ဟာမြေရှားစာချုပ်ပါအဲ့ဒီနေ့ကစာချုပ်မချုပ်လိုက်ရဘဲနဲ့ဇလန်စကီပြန်သွားတော့အမေရိကန်နိုင်ငံရေးလောကမှာထရန့်ကိုအကြီးကျယ်အပြစ်တင်ဝေဖန်ကြပါတယ်ဒါပေမဲ့ဇလန်စကီကလည်းမချုပ်ဖဲမနေနိုင်ပါဘူးသူ့မှာရွေးချယ်စရာများများမရှိပါဘူးခါမတန်တော့မန်ရှော့ပြီးတော့မြေရှားစာချုပ်ချုပ်ဆိုပေးလိုက်ရပါတယ်တရုတ်ဟာကမ္ဘာပေါ်မှာအရန်မြေရှားတို့လောင်မှုအများဆုံးလောက်ထားနိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်ဆိုလိုတာကကမ္ဘာပေါ်မှာမြေရှားအများဆုံးကင်ထားနိုင်တဲ့နိုင်ငံဟာတရုတ်နိုင်ငံပါ ဘလောက်များများတောင်ကင်ထားနိုင်တယ်လဲဆိုတော့ကဘာလုံးမှာနှစ်စင်ထွက်လို့တဲ့တက်ဆင်ပြီးသားမြေရှားတတုရဲ့80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းကိုတရုတ်ကနှစ်စင်ကင်တွယ်ထိန်းချုပ်တိုးလောင်ထားပါတယ်။ကငွေမရှားပေမဲ့မြေရှားကတော့တကယ်ရှားနေတယ်ဆိုတော့တရုတ်ကောင်းကောင်းသိပါတယ်။ Trump လက်ထက်မှာတရုတ်ကိုပထမတက်တန်းနှုန်းကပြစ်မှတ်ထားပြီးတော့အခွန်အောက်တုံးမြင့်နေမှုပါတယ်။အဲ့ဒါလို့အခွန်အောက်တုံးမြင့်ချိန်မှာတရုတ်ကအမေရိကန်ကိုဘလို့ချိတ်ချောက်ခဲ့တယ်လဲဆိုတော့မြေရှားတတုမရောမနဲ့ဖြတ်တောက်လိုက်မယ်လို့ချိတ်ချောက်ပါတယ်။ အဲ့ဒီချိန်ချောင်းမှုကိုအမေရိကန်ကတိတ်ကြောက်သွားပါတယ်။မကြောက်လို့မရပါဘူး။မြေရှားပြတ်တောက်သွားမယ်ဆိုရင်အမေရိကန်ရဲ့နီးပညာအစင်းမြင့်ထုတ်ကုန်မှန်သမျှတွက်ချပါတာလိုက်သွားမှာပါ။အဲ့ဒါကြောင့်တရုတ်ရဲ့အဲ့ဒီချိန်ချောက်စကားကိုအမေရိကန်ကတကယ်ပဲအလေးနဲ့ထားပါတယ်။တရုတ်ကတကယ်မလုပ်သေးပေမဲ့တစ်ချိန်မှာတကယ်လှုပ်လာနိုင်တယ်ဆိုတာအမေရိကန်တွေသိပါတယ်။ဒါဟာအမေရိကန်အတွက်တကယ်ကိုအရေးကြီးတဲ့အန္တရာယ်အချက်ပေးခေါလုံးတန်ကြီးပါပဲ။အမေရိကန်ဟာမြေရှားအတွက်အပူတပြင်းပြင်ဆင်မှုတွေလှုပ်လာပါတယ်။အမေရိကန်နိုင်ငံအတွက်မှာမြေရှားပို့ပြီးတော့ထုတ်လုပ်နိုင်ဖို့ကြိုးစားလာပါတယ်။မဟာပိတ်နိုင်ငံတွေမှာမြေရှားပို့ ထုတ်လုပ်ဖို့အပေးအမြောက်လှုပ်လာကြပါတယ်။မြောက်အမေရိကတိုက်နဲ့ဩစတြေးလျတိုက်တို့မှာရှိတဲ့မြေရှားတပ်ထုတိုက်တွေကိုဖွင့်လှစ်ကြဖို့အမေရိကန်ကစော်ဩလာပါတယ်။မြေရှားနေရာမှာဗာနယ်များအစားထိုးနိုင်မလဲဆိုပြီးတော့အစားထိုးကုန်စည်တွေအမှုတပြင်းရှာဖွေဖို့မြေရှားအစားထိုးသုတေသနနဲ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာအကြီးကျယ်ရင်းနှီးမြှုပ်နှံတာတွေလှုပ်လာပါတယ်။မြေရှားထွက်တဲ့နိုင်ငံတွေမှာရှိတဲ့ထွက်သမျှမြေရှားကိုလဝကြီးအုပ်နိုင်ဖို့ကြိုးစားလာပါတယ်။အဲဒါကြောင့်ယူကရိန်းမြေရှားမှန်သမျှအမေရိကန်ကိုရောင်းချရမယ်ဆိုတဲ့သဘောတူစာချုပ်မျိုးထွက်ပေါ်လာတာပါ။ မြေရှားကအသိရေးကြီးတယ်ဆိုတဲ့စကားကို Donald Trump ရဲ့ဗစက်ကနေတဖွာဖွာပြောလာပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာမြေရှားတက်တရအများဆုံးထွက်တဲ့မြန်မာနိုင်ငံကမြေရှားတွေကိုတော့အမေရိကန်ကဒစိတမုံမမရဘဲနဲ့တရုတ်ကသာအကုန်လုံးသိမ်းကျုံလဝကြီးအုပ်ထားပါတယ်။မြေရှားအကြောင်းကိုကျွန်တော်တို့ TM Media အဖွဲ့သားတွေကအထူးပြုလေ့လာနေပါတယ်။မြေရှားအကြောင်းအထူးထုတ်လွှင့်ချက်တွေဇက်တိုက်ထွက်လာဖို့ရှိကြောင်းသတင်းကောင်းပါပြစေ။ အထူးသဖြင့်ကတော့မြေရှားနိုင်ငံရဲ့အကြောင်းကိုဥတီတင်ပြမှာပါဒါပေမဲ့တဆက်တည်းတွဲပါလာမာတွေကတော့မြေရှားဆိုတာဘာလဲဆိုတဲ့အကြောင်းမြန်မာနိုင်ငံမှာစီးမံကမ်းမဲ့မြေရှားထုတ်လုပ်မှုတွေကအခုကိုပဲပြည်သူတွေကိုဒုက္ခပေးနေတဲ့အကြောင်းမြေရှားထုတ်လုပ်ရေးမှာလူခွင့်ရေးချိုးဖောက်ခံရတဲ့မြေရှားအလုပ်သမားတွေအကြောင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ကမြေရှားထုတ်လုပ်မှုအကြောင်းအခုကစုံမုံနယ်မြေမှာမြေရှားထုတ်လုပ်တာကိုထိုင်းနိုင်ငံချင်းရိုင်ခိုင်ကပြည်သူတွေကဘာကြောင့်ကန့်ကွက်နေကြတယ်လဲဆိုတဲ့အကြောင်းတွေကိုဆက်လက်တင်ပြပေးမှာပါဆက်အာနာရှင်ရဲ့မြေရှားတပ်ထုကို တစ်ချိန်နဲ့တစ်ပြိုင်နဲ့ပိုင်ဆိုင်ထားရတဲ့အတွက်မြန်မာပြည်သူတွေဘလောက်အန္တရာယ်များနေတယ်လဲဆိုတာထင်ရှားမြင်သာအောင်ထောက်ပြသွားဖို့ရှိပါတယ်။အခုဒီသုံးသက်ချက်ဟာမြေရှားနိုင်ငံရေးရဲ့ဏိဒန်းလို့မှတ်ယူနိုင်ပါတယ်။ပြောလက်ဆက်စကားကိုဆက်ပါမယ်။မြေရှားဟာစိန်တို့ရွှေတို့ဗရမများတို့လိုတာမန်တွင်းထွက်ယတနာပြုမဟုတ်ပါဘူး။မဟာဗျူဟာမြောက်တွင်းထွက်ပါ။မဟာဗျူဟာမြောက်တွင်းထွက်ဆိုတာများများဆဆမရှိပါဘူး။တမိုင်းတစ်လျှောက်မှာကမ္ဘာနိုင်ငံရေးကို ပြောင်းလဲပြစ်နိုင်လောက်ရေးပါတဲ့မဟာဗျူဟာမြောက်တွန်းတွက်ဆိုတာနှစ်မျိုးပဲရှိပါသေးတယ်။အဲ့ဒါကတော့ရေနံနဲ့မြေရှားပါပဲ။မဟာဗျူဟာမြောက်တွန်းတွက်ဆိုတာမျိုးဟာကမ္ဘာနိုင်ငံရေးကိုချုပ်ကင်နိုင်တဲ့တွန်းတွက်ပါ။မဟာဗျူဟာမြောက်တွန်းတွက်ဆိုတာမျိုးဟာနိုင်ငံတနိုင်ငံကိုနိဗ္ဗာန်ရောက်အောင်တွန်းပို့နိုင်တယ်လို့ငရဲကိုစောက်ထိုးကြသွားအောင်လဲ။လောင်မီးတိုက်ပြစ်နိုင်ပါရဲ့။တိရွာမြေရှားရဲ့အာသာချက်ကိုတော်တော်စောစောကြီးကလေးကသတိထားမိပါရဲ့။တိတ်ရှောင်ဖိန်လက်ထက်ကလေးကသတိထားမိပါရဲ့။ ထူးထူးခြားခြားသူမှမြေရှားကျွဲဝနေတာဟာအသာချက်တစ်ခုဆိုတာကိုသူတို့သတိထားမိပါတယ်။မြေရှားဟာတရုတ်အတွက်လက်နက်ကောင်တစ်ခုဆိုတာကောင်းကောင်းသိပါတယ်။အဲဒါကြောင့်မြေရှားနိုင်ငံရဲ့ Red Earth Politics တထုနိုင်ငံရဲ့ Mineral Politics ကိုကောင်းကောင်းအသုံးပြုပြီးကစားပါတယ်။1990ခုနှစ်ကစပြီးတရုတ်ဟာမြေရှားထုတ်လုပ်ရေးကိုကြကြနာနာစောင့်ချပြီးလုပ်ကင်လာပါတယ်။အဲ့ဒီမတိုင်ခင်ကာလတစ်လျှောက်တုန်းကတော့မြေရှားလောကကိုအမေရိကန်ကချုပ်ချယ်စွန့်မှုထားတာပါ။မြေရှားထုတ်လုပ်မှုရောမြေရှားရောင်းချမှုရောအမေရိကန်ဟာ နံပါတ်1ပါဈေးကွက်တစ်ခုလုံးမှာအမေရိကန်ကဆရာကြီးပါပဲအမေရိကန်ကိုဘယ်သူမှအန်တုလို့မရပါဘူးအမေရိကန်ကတရုတ်ကိုအပေါ်စည်းကငုံကြည့်ပြီးတော့ဖတ်တူလို့ခူးကိုအိမ်ပြည့်ရုံပဲရှိမှာပေါ့ရာမရာဆိုပြီးတော့ဘူအောင်တီကြီးလို့ရည်နေခဲ့တာပါဒါပေမဲ့တရုတ်ကမြေရှားကိုအစမတန်အမြောက်အများထုတ်လုပ်ပြီးတော့ဈေးကွက်ထဲမှာရေတံဘူးဈေးလောက်နဲ့ချရောက်မလိုက်ပါဘူးထူးထူးဆန်းဆန်းမဟုတ်တဲ့ရှေးဟောင်းနီးကြီးကိုတုံးပြီးတော့တိုက်ခတ်လိုက်တာပါအင်္ဂလိပ်ခင်မာတော့ကမွန်တထေးဥနာအောက်ကို စကော့တလန်ပိုင်း AWR Flotilla ကုမ္ပဏီကတိုက်တဲ့နှီးမျိုးနဲ့တိုက်တာပါဈေးကွက်မှာအမေရိကန်တွေခွက်ခွက်လန်အောင်ရှုံးသွားပါတယ်အမေရိကန်ရဲ့နံပါတ်1မြေရှားထုတ်လုပ်ကုမ္ပဏီကြီးဖြစ်တဲ့ Mountain Pass Mine ဟာဒီဝါလီခံပြီးတော့တတ်ထုတွင်ဖျက်သိမ်းလိုက်ရပါတယ်တိဟာကဘာမှာမြေရှားအများဆုံးထုတ်လုပ်တဲ့နိုင်ငံကဘာမှာမြေရှားအများဆုံးရောင်းချတဲ့နိုင်ငံဖြစ်သွားပါတယ်အမေရိကန်ဟာတရုတ်စီကဈေးပေါ်ပေါ်ရတဲ့မြေရှားကိုပဲဝယ်သုံးပါတော့တယ်ဒါပေမဲ့အဲ့ဒါကတိတ်မကြလိုက်ပါဘူး တနစ်မပြည့်တဲ့အချိန်ဒိုလေးတွင်ပါပဲဈေးကိုတဖြည်းဖြည်းချင်းမြင့်ပြီးတော့ရောင်းလာလိုက်တာဈေးနှုန်းဟာ900ရာခိုင်နှုန်းအထိမြင့်တက်သွားပါတယ် Mountain Pass Mine ကိုပိတ်လိုက်ရတဲ့အကြောင်းနဲ့မှာနောက်ထပ်အခြားအချက်တစ်ချက်လည်းပါဝင်ပါသေးတယ်အဲ့ဒါကတော့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်တယ်ဆိုပြီးတော့ American ပြည်သူတွေကကန့်ကွက်ကြတဲ့အချက်တစ်ချက်ပါမြေရှားထုတ်လုပ်မှုဟာတဘာဝပတ်ဝန်းကျင်ကိုအမှန်တကယ်ပဲထိခိုက်စေပါသလားအဖြေကတော့ yes ဒါပေမဲ့ no လို့ဖြေရပါမယ်ဘာကြောင့် yes လဲဆိုတော့ အမှန်တကယ်ကိုထိခိုက်နေတာကိုကျွန်တော်တို့မြင်နေရလို့ပါအမေရိကန်မှာလည်းတဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီးတော့ကန့်ကွက်ခဲ့ကြဘူးရယ်တရုတ်ပြည်မှာလည်းတဘာဝပတ်ဝန်းကျင်ကိုထိခိုက်တယ်ဆိုပြီးကန့်ကွက်ခဲ့ကြဘူးရယ်အခုဝါနယ်မြေကအမေရှားမိုင်းတွေကထွက်တဲ့ arsenic ကြောင့်အဆိပ်သင့်နေတယ်ဆိုပြီးတော့ထိုင်းနိုင်ငံချင်းရိုင်ခဲကပြည်သူတွေကလည်းကန့်ကွက်နေကြတယ်ကချင်ပြည်နယ်မှာလည်းတဘာဝပတ်ဝန်းကျင်ထိခိုက်နေတာတွေကိုမြင်နေရတယ်အဲဒါကြောင့် yes လို့ကျွန်တော်ကဖြေပါတယ်ဒါပေမဲ့ဘာကြောင့် no လို့ပြောတယ်လဲဆိုတော့တာဝန်သိသည့်စီကမ်းရှိရှိနဲ့ထုတ်လုပ်မယ်ဆိုရင်အန်ဒီယကင်းအောင်ထုတ်လုပ်လို့ရနိုင်တယ်လို့ပညာရှင်တွေက ထောက်ခံတင်ပြထားကြလို့ပါအန်ဒီကင်းအောင်ထုတ်လုပ်လို့ရပေမဲ့မလောက်ကြလို့လက်တွေမှာအန်ဒီကြီးနေပါတယ်အဲ့ဒါကြောင့် yes ဒါပေမဲ့ no လို့ကျွန်တော်ပြောတာပါအဲ့ဒီအကြောင်းကိုတိကျအကျေတဝင့်ဆွေးနွေးပါအောင်မယ်2018ခုနှစ်မတိုင်ခင်နှုန်းကမြန်မာနိုင်ငံကမြေရှားတွေဟာလူမသိသူမသိအတုံးမွေနဲ့မြေကြီးတွေဖြစ်နေကားနဲ့တိုက်ပြီးတော့အသေးခံတာတွေအများကြီးပါ2018ခုနှစ်မတိုင်ခင်ကမြန်မာနိုင်ငံရဲ့မြေရှားတင်ပို့မှုစင်းစရာကိုရှာဖွေလို့မရပါဘူးဒါပေမဲ့ကောင်းကောင်းမှတ်တမ်းတင်ထားတဲ့2018ခုနှစ်ကစပြီးတော့ မနစ်က2024ခုနှစ်အထိခုနှစ်နှစ်ကြာစီးရင်စရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာကမ္ဘာမှာမြေရှားကိုတတိယအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံတတိယအများဆုံးတင်ပို့ရောင်းချနိုင်တဲ့နိုင်ငံဖြစ်နေတာကိုအံ့ဩဖွယ်ရာတွေ့ရပါတယ်။ခုနှစ်နှစ်စတိုက်ကမ္ဘာနံပါတ်3မှာဝမ်းနဲ့စရာကောင်းတာကတော့တရုတ်နိုင်ငံတနိုင်ငံတည်းကိုပဲလက်သိပ်ထိုးရောင်းချသူဖြစ်နေတဲ့အချက်ပါ။မြေရှားနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှလည်းကိုယ်တိုင်မထုတ်လုပ်နိုင်ပါဘူး။မြေရှားကိုလည်းကိုယ်တိုင်မတန့်စင်နိုင်ပါဘူး။မြန်မာစစ်အုပ်စုအတွက်မြေရှားဟာ တခိုးနှကောင်းမသိဆိုတာလိုဖြစ်နေပါတယ်တစ်ထက်ရရန်ပြောရရင်တော့စေအုပ်စုဟာကောက်ရုပ်ပုံစောင့်တဲ့ခွေးအစင်လောက်မှာပဲရှိနေပါတယ်တကယ်တော့မြေရှားဟာပြည်တန်နဲ့အဖိုးတိုက်ဗရမကြီးပါဒါပေမဲ့ရှင်မွေနွန်းရကန်ထဲမှာရေးထားသလိုပါပဲဗရမစံကျိုးအဖိုးပြည်တန်မှန်စေအောင်တော့အယူကိုပြစမ်းအပန်းမကြီးဇီးသီးလောက်မှာအားမရဘူးဆိုတာလိုပါပဲပြည်တန်နဲ့ဗရမကြီးမှန်ပေမဲ့အယူမြင်မှာတော့ဇီးသီးလောက်တောင်မက်ဆရာမရှိဘူးဖြစ်နေပါတယ်ဒါပေမဲ့ဗရမမှာ ရှေးခေတ်တုန်းကဇလန်းတွေထဲမှာပါတယ်လို့ကျိန်စာတင်တော့သွေးစွန်းပရမကြီးပါပိုင်ရှင်ကိုခိုက်တက်တယ်ဆိုတဲ့ပရမကြီးပါပရမကြီးကအဖိုးထိုက်တန်လွန်းလို့ပိုင်ရှင်ကိုပါရံပြုခံရတတ်တဲ့ပရမကြီးပါအဲဒါကြောင့်ကျွန်တော်တို့ပြည်သူတွေဟာစစ်အာဏာရှင်နဲ့မြေရှားကိုတပြိုင်တည်းပန်ဆိုင်ထားရတဲ့အတွက်အန္တရာယ်သိကြည့်တယ်လို့ကျွန်တော်ပြောတာပါမြေရှားထွက်တဲ့မြန်မာနိုင်ငံကိုအမေရိကန်ကစိတ်မဝင်စားပဲမနေပါဘူး။อืมပထဝီနိုင်ငံရေးအရအချက်ချကြတဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြားက စိတ်မာတင်ကျွန်းကိုအမေရိကန်ကစိတ်မဝင်စားပဲမနေပါဘူး။ဘင်္ဂလားပင်လယ်အော်ကိုအမေရိကန်ကစိတ်မဝင်စားပဲမနေပါဘူး။ဘင်္ဂလားဒေ့ရှ်ရခိုင် humanitarian corridor ဆိုတာအကြောင်းမဲ့ပြောနေကြတာမဟုတ်ပါဘူး။အမေရိကန်ကဗမာပြည်ကိုစိတ်မဝင်စားဘူးလို့ထင်နေတဲ့သူပြောနေတဲ့သူတွေဟာကမ္ဘာနိုင်ငံရေးကိုနားမလည်လို့အမေရိကန်တရုတ်အပြိုင်ပွဲကိုနားမလည်လို့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်အမေရိကန်အကြောင်းကိုမသိလို့ဖြစ်ပါလိမ့်မယ်။အမေရိကန်ကိုအကြောင်းမဲ့အလွန်ကျွံအထင်ကြီးနေလို့ဖြစ်ပါလိမ့်မယ်။အမေရိကန်ရောတရုတ်ရော ဘယ်နိုင်ငံကမှစေတနာဝန်ထမ်းစေတနာတက်တဲ့နဲ့မြမအကောင်းကျိုးတွေဖို့မဲ့သူတော်စင်သူတော်မြတ်ကြီးတွေမဟုတ်ပါဘူးအချောင်ရရင်ပေါပါလိဖို့စောင့်နေတဲ့သူတွေကြီးပါပဲမြမနိုင်ငံဟာအမေရိကန်အတွက်ဘာကြောင့်စိတ်ဝင်စားစရာကောင်းမလဲမြေရှားတတုဆိုတာအသာထားလိုက်အောင်စိတ်မတင်ကျွန်းဆိုတာအသာထားလိုက်အောင်တရုတ်ပိုးလမ်းမှာအတိတ်ကြီးဆိုတာလည်းအသာထားလိုက်အောင်တရုတ်အမွာပိုက်လိုင်းဆိုတာလည်းအသာထားလိုက်ပါအောင်မြန်မာနိုင်ငံဟာတရုတ်အတွက်သိက္ခာအရေးပါတဲ့နိုင်ငံဖြစ်နေတယ်ဆိုတော့ အချက်တစ်ချက်တည်းကတောင်မှအမေရိကန်အတွက်သိစိတ်ဝင်စားစရာဖြစ်နေပါပြီ။တရုတ်အတွက်အရေးကြီးတယ်ဆိုရင်အမေရိကန်အတွက်အရေးကြီးတာပါပဲ။တရုတ်အတွက်အရေးကြီးနေပြီးအမေရိကန်အတွက်အရေးမပါဘူးဆိုတာဘာမှမရှိပါဘူး။အဲ့ဒါပထူရီနိုင်ငံရေးပါပဲ။ကလင်ကြီးအားလုံးပဲဒီဗီဒီယိုတောင်းနေပဲဆုံးသက်လိုက်ပါရစေ။နောက်တက်ပြီးတော့မတော်တော်တူတင်တာဖြစ်တဲ့ကျွန်တော်ရဲ့ကိုကြည်ရိုဘလူးချန်နယ်လို့လိုင်းရန်ဆက်ကလမ်လို့လိုင်းရန်စကရပ်တာပြီးဘေးရခလုံးနေတာကြီးမြင်သက်လာမြတ်ပြီးတော့သိရှိရဖြစ်ပါရစေ။ကလင်ကြီးအားလုံးပဲနောက်တက်ပြီးတော့မှပြန်လည်ဆုံးပြကြပါမယ်။